တို့ညာရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ရပ်ဖတ်ပြီးမှာကတော့ဆရာတင်မောင်မြတ်ဘာသာပြန်ထားတဲ့တန်ရိပ်လိပ်ပြဆိုတဲ့ဘာသာပြန်ဝတ်တူရဲ့ပိုင်းကိုဖြစ်ပါတယ်ခင်ဗျာခံစားနာစေပေးကြပါဦးခင်ဗျာမမကာရောတကယ်ဖြစ်ချင်တာဘာလဲရင် ကျွန်တော်ခဏတဖြုတ်စားထိုးတဲ့ဘောလားဒါဆိုရင်တော့ကျွန်တော်စဉ်းစားရလိမ့်မယ်ခတ်တူတူပြောချလိုက်သည်ချစ်မမစိတ်ကွက်သွားပုံရည်ဖြက်ခနဲ့မော့ကြည့်သည်ဘာဖြစ်လို့ဒီကိစ္စအခုစဉ်းစားမလဲတော်နီမစဉ်းစားလို့မဖြစ်ဘူးလေဘဝဆိုတာတရင်ကဟန်ပြချစ်ခံရဖို့မဟုတ်ဘူးမမကာရောကဲမမကာရောကျွန်တော်နဲ့တခါရင်းလိုက်မလားထွက်ပြေးကြမယ်လीခုချက်ချင်းဒီအင်ကြီးကပြီးပိုင်လစ်ကြမယ်ဘယ်နဲ့လဲ ရင်ခွင်ထဲကိုတအားဆွဲသွင်းပြီးမေးလိုက်ခြင်းဖြင့်ကာရိုဝါတန်ကသူ့ရင်ဘက်ကိုလက်ဖြင့်အသာတွန်းထားပြီး"အိုးတိုနီကလည်းကွယ်ဘာလို့ဒီလောက်လော်ဒကြီးနိုင်ရတာလဲ"စဉ်းစားစရာတွေအများကြီးရှိသေးတယ်ကွယ်စဉ်းစားစရာတစ်ခုတည်းရှိပါတယ်မမရဲ့ကွာရှင်းခွင်လေ"အော်တိုနီရဲ့တို့တွေဟာရင်ကျေးတဲ့လူတွေပါကွယ်ကိုတို့ရှိရေးအတွက်ကဂျွန်အတွက်ပါစဉ်းစားရအောင်မယ်လေကွယ်မင်းကလည်းကြားမပြေးသေးဘူးမဟုတ်လားပြီးတော့ ။"အိုးဗျာ။ကျောင်းကိစ္စ big ချိန်ထားလိုက်စမ်းပါ။ကျွန်တော်လှုပ်ရှားကြတာပေါ့။အခန်းလေးတစ်ခန်းငှားပြီးနေမယ်လေ။သူ့ဟာနဲ့သူတို့ဖြစ်လာမှာပေါ့။မမကာရိုဘက်ကစွန့်လို့ရမှာ၄အများကြီးဆိုတော့ကျွန်တော်သိပါတယ်။ဒီအင်ကြီးရောလင်းသားရောလက်ရှိဘဝအဆင့်တန်ရောထားခဲ့ရမှာ။နောက်ပြီးတော့ပဝန်းကျင်ကလည်းကျွန်တော်တို့ကိုနားလည်ကြမှာမဟုတ်ဘူး။နှာခေါင်းရှော့ညောင်းအောင်မယ်။ဒါပေမဲ့ကာရိုဝါတန်ကတိုနီပါဇက်ကိုလက်တစ်ဖက်ဖြင့်လှမ်းပေးလိုက်သည်။အိုး အဲ့ဒါတွေဒီညမစဉ်းစားနဲ့ကွယ်အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ကြမလဲဆိုတာနောက်မှစဉ်းစားကြမယ်နော်တိုနီဘာမှမစဉ်းစားနိုင်တော့ဆက်လက်ထိန်းသိမ်းဖို့ခက်သည်တည်းခက်လာသည်ဒူးထောက်ချလိုက်သည်ချစ်တယ်မမရေကျွန်တော်မမကိုချစ်တယ်စက္ကန့်လေးများလှည့်မြန်စွာရွေရှားနေသည်မမကာရိုရီလက်ချောင်းတော်တော်လေးများ တိုနီဘာပြင်ပေါ်သို့ရောက်လာသည်ဟင်အသားတွေပူနွေးလို့ပါလားအော်ကလေးရေ မင်းဟာတိတ်ချစ်စရာကောင်းတဲ့မောင်လေးပါကွယ်။ကာရိုခက်ညင်းကြီးပြောသည်။တိုနီမော့ကြည့်တော့ပြောနေသည့်ချစ်မမကြီးလာမင်းမျက်နှာကိုမြင်ရသည်။စွဲမဲ့စရာတည်။အပြုံးတွင်ကျဉ်တ်နှစ်သိမ့်ချင်းပြီးကျွန်တော်ကိုခြားတိတ်ကလေးလိုသဘောထားနေလိုက်။ဒီတော့တိုနီပါ့ကိုအသာပုတ်ပြီးမမကာရိုစကားဆိုသည်။ဟုတ်တယ်လေ။မင်းကလေးဟာငငယ်ကလေးရှိသေးတာပဲ။မင်းအတွက်အကောင်းဆုံးဖြစ်အောင်မမစဉ်းစားရမယ်ကွယ်။ကိုတိတ်တကူကောင်းစံနေ။မကောင်းဘူး။မမမားတယ်။ မင်းရှစ်တလန်တွေအများကြီးနဲ့ရှက်ရှန်းတောင်းမယ်ကလေးပါကွယ်မဖြစ်ဘူးမဖြစ်ဘူးမမကြောင့်မင်းဘဝမပြတ်စေရဘူးကဲထားစမ်းပါဦးကွယ်ငတ်မောင်ကလိမ့်မပါရဲ့နော်မမကိုကြည်စမ်းပါဦးတိုနီမတ်တထရဲ့သည်ဒူရီတဆက်ဆက်တိုနီခြေလုံးချက်သားတွေကြက်ပေါင်စေးဖြစ်သူပြောင်းလဲသွားကြသည်လားမမကတိတ်လှတာပဲတိတ်ချစ်စရာကောင်းတာပဲဗျာတိုနီကတူးတူးကလေးပြောလိုက်သည်ကာရိုအာတန်ကလွန်လင်းကလေးရည်သည် မင်းအဲ့ဒီလိုမမကိုမျက်နှိုးတယ်ဆိုတာသိရတာနဲ့ပဲမမကျဉ်းတတ်ပါပြီကွယ်။ပြပြဆဆူခေါင်းကလေးကိုမှုတ်ပြီးတိုနီကိုခပ်ပပလေးနမ်းလိုက်သည်။မမကမစင်မကျင်းနဲ့မိုက်မိတယ်ကွယ်။အဲ့ဒီတည်းခွင့်လွတ်ပါနော်။မင်းမမကိုဆက်ပြီးခင်မင်သွားမယ်မဟုတ်လားယင်။ကျန်နာရီကိုတတိမင်းတွေ့ရမယ်ချစ်သူကလေးတွေခြံထားနော်။မင်္ဂလာညချမ်းပါကလေးရဲ့။မမသွားမယ်နော်။လက်တစ်ဖက်ဖြင့်တိုနီပါကိုကတ်လိုက်ပြန်သည်။ပြီးတော့ခန်းထဲမှာထွက်သွားတော့ဤ။ခန်းကားပိတ်တံဖျောက်ခနဲကြားလိုက်ရ၏။ တပြန်တည်းတွင်ဂရင်စီတို့ပြေးသွားပြီးပြစ်လှဲလိုက်သည်မျက်နှာကိုခေါင်းပေါ်သို့မှောက်ချလိုက်သည်နောက်နှစ်ပတ်ကြာရင်သူတို့နှစ်ယောက်စာအုပ်ရေးပြီးသွားသည်မစ္စတာဝါတန်ကဝမ်းသာအားရ၄တန်းဖြင့်ကဲပြီးပြီကွတို့အောင်ပြီဟုတ်တယ်မဟုတ်လား၏တိုနီမင်းဘယ်လိုသဘောရလဲတိုနီခက်ရရပြုံးသည်ဒီစာအုပ်နှင့်ပတ်သက်၍တိုနီဘာမှထူးထူးခြားခြားမခံစားမိပါတခွတော့ရှိပါသည်တာဝန်ပြီးသွားသည်ဖြင့်စိတ်ထဲပေါက်သွားပြီးဒီရင်ကြီးမှထွက်ခွာသွားရမှာမို့ယင်ထဲတွင်ရှင်းနေ၏ ။ဦးဟာမှတ်တိုင်တစ်ခုဆက်လိုက်တဲ့သဘောပါပဲခင်ဗျ။ကြောင်းတုံးဖြစ်လာဖို့တေချာတော့ပါပဲ။ဟေးအဲ့ဒီလောက်ပဲလားကွာ။ဟင်းမောက်လို့အားတွေလည်းအများကြီးပါပါတယ်လေ။အဲ့ဒီတော့ဦးကျေးဇူးတော့ပြန်ပါမယ်။ဦးတို့လုပ်ငန်းမှာဝင်ဖို့မောင်စိတ်ကူးမယ်ထင်တယ်။ဟုတ်ကဲ့ခင်ဗျာကျွန်တော်စဉ်းစားပါတယ်။ဦးတို့မှာရွေးစရာလူတွေအများကြီးမို့ကျွန်တော်တိတ်တော်မျှော်လင့်မထားပါဘူး။တိုနီကသတိထားပြီးဖြေသည်။တကိစ္စပြီးပြီးသားထားလိုက်ပါကွာ။ဒါပေမဲ့မင်းတိတနာကလေးတွေကိုဦးကြိုပြောထားမယ်။ တိုးတက်မှုရှိလာအောင်ကတော့ကိုယ့်ကိုယ်ကိုအားကိုးရလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ဥကတနှစ်နှစ်နှစ်လောက်လုပ်ပြီးနားယူတော့မှအဲဒီခါအီယာမအေးဆက်ဆက်ဥပဒေစက်ရုံကြီးထဲမှာမင်းတယောက်တည်းသစိမ့်တွေနဲ့ကြံခဲ့မယ်။မင်းစွန်းစားရပါမလားတုံးနီ။ကျွန်တော်အမြင်ကတော့ဥရုဥပဒေလုပ်ငန်းကြီးဟာနာမည်ကျော်ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။အထက်ကိုရောက်ဖို့မလွယ်ပါဘူး။ဒါပေမဲ့ရောက်သွားရင်လေလောကကိုအပေါ်စီးကနေမြင်ကွင်းကျယ်မြင်နိုင်ပြီလို့ကျွန်တော်ထင်ပါတယ်ခင်ဗျာ။ဟုတ်ပြီ။မင်းရဲ့စူးစမ်းမှုကိုဦးစောင့်ကြည့်နေမယ်။ စိတ်ဝင်စားနေမယ်။ဥမြင်ရပြောရရင်တော့မင်းဖြစ်ထွက်မှာပါတွန်းနီ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ခုလိုကြားရတာကျွန်တော်ဝမ်းသာလို့မစိုးပါဘူး။ဥပြောတာအကြောင်းမဲ့မဟုတ်ပါဘူးတွန်းနီ။မစ္စတာဝါတန်ကမျက်နှာချက်ကိုမော့ကြည့်ပြီးဆက်ပြောသည်။ဥလစ်လာမိတလားမင်းဟာလူတွေနဲ့ဆက်ဆံတဲ့နေရာမှာတိတ်ကျွမ်းကျင်တယ်။ရှင်းနေလုပ်ငန်းဆိုတာလူတွေနဲ့ဆက်ဆံရတဲ့အလုပ်က၁၀ပုံ၉ပုံကွာ။ဥပဒေဆိုတာ၁၀ပုံတစ်ပုံပဲပါတာ။တို့နောက်တွဲလို့နေခိုင်းမှာတာမန်တက်ထူးခြားတဲ့လူမှုဆက်ဆံရေးကိစ္စကလေးတွေဒီအိမ်မှာရှိခဲ့တယ်ဆိုတာဦးသိခဲ့ပါဗျ။ ဒီကြောင့်မင်းလည်းပြောကြင်မယ်မထင်ပါဘူး။တခုပဲဥပြောလိုပါတယ်တိုနီ။အချိန်နေလို့လင်းနီမမမင်းထိန်းသွားနိုင်တယ်ဆိုတဲ့အချက်ပဲ။မျက်နှာပြက်ပြက်နဲ့တိုနီခေါင်းညှိလိုက်သည်။လူမှုဆက်ဆံရေးမှာမစ္စတာဝါတန်လည်းအလွန်အလွန်လိမ္မာပါနတ်သူပါတကား။1939ခုနှစ်ဇွန်လတွင်တိုနီဥပဒေဘွဲယူသည်။ဇူလိုင်လတွင် ရှေ့နေစာမှုဘွဲဖြစ်သည်။နောက်လေးလကြာမှအောင်စင်းထွက်၏။အောင်သည် ရှေ့နေလိုက်ခွင့်လက်မှတ်ရပြီ။ထိုချိန်တွင်ဥရောပတခွင်စီးစင်ငယ်တွေရှက်တန်းလျက်ရှိပြီ။ ိုနီအရန်တရင်တွင်ဒုဗိုလ်ပြေဝင်ရောက်မှုတန်းရတော်သည်ဥပဒေတွေပုံမှန်တွေကိုအာရုံစက်ချင်မရှိတော့မော်ရစ်ကလီဒန်ဘီဒန်နှင့်ဝါတန်ရုံးခန်းများတွင်ဝင်ထွက်နေရင်ရှေ့တန်းသို့သွားရမည်အမိန့်ကိုစောင့်နေရ၏အဖက်ဖက်မှတိုးတက်မှုမရှိဘဲအလားအသာဖြစ်နေသည့်ကာလများသွားရမည်အတူတူမြန်မြန်သွားလိုက်ခြင်းသည်1940ပြည်နှစ်ကုန်ပိုင်းတွင်မှတန်ကျိုးစာရရသည်ဒီဇင်ဘာ10ရက်နေ့တွင်ကာရိုလိုင်းနားမြောက်ပိုင်းဘရက်ခန်သက်မြောက်တရင်သို့သတင်းပို့ပါဟုသည့်တန်ကျိုးတက်ကြွစွာဖြင့်ရင်ကော့ပြီးထွက်ခဲ့သည် စိတ်ထဲတွင်မသိမသာတရားကောင်းစံနေအမြောက်ကြီးတွေကိုပြည့်ရတော့မည်မဟုတ်လားရေရွချွတ်ချွတ်တိုက်မည်ဟုစိတ်ကူးတွေယဉ်ထားသည်တော်တော်တကယ်လက်တွေ့တွင်ကြုံရသည်ကတခြားဘလဲစိတ်ကန်ကိုဂျပန်နေဘုံကျဲတော်တိုနီတယောက်ဆန်ဖရန်စစ္စကိုနေတွင်လေဘူပေါင်းကြီးတွေထိုင်ထိုင်လွတ်နေရသည်ဘာမှမဆိုင်ဝေလာငါးနှစ်မြင်းရိုင်းတကောင်ကိုတားဖောက်နေသည်လားအလွန်ပြင်းစရာညင်းငွေစရာကောင်းသည့်လူဖြစ်ကိုနေရွယ်တို့တန်းတို့စစ်ပေါ်ကလေးတွေပြပစစ်မြေမြများတွင်တိုက်ပွဲဝင်လျက်ရှိကြ၏တက်တီလည်းကောင်းပြီကံလည်းကောင်းပြီဆိုလျှင သူတို့ယင်ဘက်နဲ့ပခုံးပေါ်တွင်အပွင့်တွေရစ်တွေဝေစာနေပေရောပြီစစ်ကြီးပြီလို့နေပြီးတော့ကိုပြန်ရောက်လင်းလဲမျက်နှာပွင့်ကြအောင်မြည်လုပ်ငန်းကန်ကန်းတွေဘဝတလန်းတွေပါပွင့်လန်းဝေစာနေကြပြီဖြစ်၏ဥပဒေဘွဲရလူငယ်ချုပ်ကစက်ပစ္စည်းထုတ်လို့ရေးဘက်တွင်ဝေရောက်မှုထမ်းနေကြသည်အပြင်ကုမ္ပဏီကြီးများနဲ့ကန်ထရိုက်စာချုပ်လုပ်ငန်းများအပေးယူကိစ္စများဆွေးနွေးရင်တွေ့ကြုံရကြမည်စစ်ပီးလင်ဥပဒေလောကတွင်ခြေချဖို့ရေကန်သင့်ကြာသင့်ဖြစ်နေပေလိမ့်မည် တန်းခွေတွေအန်ထွက်ပြီးပြုတ်ကျသည့်လေပေါ်လုံးတစ်လုံးလိုမိမိစီရွက်ချက်တွေကကစင့်ကလျားဖြစ်နေခြင်းမကလားလွတ်တင်လိုက်သည့်ဘောလုံးတွေဂျိုးတန်းလန်းနှင့်ကောင်းကင်တို့ဖြောင်ဖြောင်မတ်မတ်တက်သွားလျင်လှုပ်ရှားများများဆဆမကြံတော့အီရင်စဥ်ပရီတွေကိုစဖက်ချင်းဖြစ်၏စစ်တပ်သည်လည်းဖီလာဒဲဖီးယားမြို့ကြီးကဲ့သို့အရာရာဥပဒေပြင် ထိန်းချုပ်ထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်၏တခုပဲကွာသည်ဖီလာဒဲဖီးယားတွင်ဥပဒေသန်းသည့်စာအုပ်ထဲတွင် ရှိပုံမလို့မြို့ကလက်ခံထားသည့်ဒေသန္တရအစဉ်လာသည့်ဥပဒေဖြစ်သည် ဖီလာဒဲဖီးယားလူဖွဲ့စည်းကအော်ဟောင်းလာပြီမဟုတ်လားပြီးတော့တင်းကျင်သည် ဖောက်ပြန်ပြောင်းလဲခြင်းမရှိမြို့နေလူတွေကလည်းပြောင်းရွှေ့မရှိတော့ပင်ဒီတော့တော်ရုံကိစ္စများသည့်အစင်လာနှင့်ဒလိထုံးများကိုကြည်ပြီးဆွေးနွေးကြဆုံးဖြတ်ကြအောင်ဖြင့်ကိစ္စပြီးသည်စစ်တပ်ကမူဤသို့မဟုတ်ဥပဒေနှင့်ပတ်သက်လာရင်ခြေကအုံမအထီစာအုပ်ထဲတွင်ရှိနေရမည်ဒေသပေါင်းစုံမှလာသောမတထောင်သားတွေကိုအုပ်ချုပ်ရသည်မဟုတ်လားနောက်ပိုင်းစစ်ဌာနချုပ်တွင်လေပေါ်လုံးလှုပ်ရင်းတပ်မတော်ဥပဒေကိုပြော်ရမ်းဖတ်နေသည့်ပုဂလိတယောက်အကြောင်းကို လူများများမသိကြသေးပေ။တိုးတော်ဘိုးကလေးမှာဥပရိဘွဲရပြီးသားလူငယ်ကလေးတယောက်ဖြစ်ကြောင်းတဖြည်းဖြည်းနဲ့တဆင့်စကားတဆင့်နာပြန့်သွားသည်။1942ခုနှစ်မတ်လအတွင်းတိုင်းစစ်ဌာနချုပ်စစ်ခုံရုံးတွင်တပ်တွင်းတရားခဏ်ရှိနေဖြစ်ရန်ဖန်ရခါတာဝန်ပေးအပ်ခြင်းခံရသည်။ထို့ချင်းတွင်တိုနီသည်စစ်တပ်ဥပဒေကိုထုံးလွှတ်ချေရေလိုနှောက်ထားပြီးပြီ။စစ်ခုံရုံးများသည်နယ်ဘက်တရားရုံးများနှင့်သဘောတဘာဝချင်းမတူကြောင်းကိုတိုနီလေ့လာပြီးဖြစ်၏။တိုသည်တရားစီရင်ညစ်စစ်ရုံးဖွဲ့ဝင်အရာရှိတိုင်းအားဘဝင်မြင့်သွားအောင်ဆက်ဆံတတ်၏။ တိုနီနဲ့ဆိုလင်စစ်ခေါ်ရုံးဝင်ဗိုလ်ကြီးဗိုလ်လီအားလုံးသည်သူတို့ကိုသူတို့အရာမပုံကိုကြီးတွေဖြင့်ထင်ရောက်နေတတ်၏။တပြိုင်တည်းတွင်သူကားခွဲချောက်လဲခမတရားခံများသည်အမကန်လေးလီလက်ငင်းချမ်းသာခွင့်ရနေတော့သည်။အီရင်တိုနီသည်စစ်ဥပဒေကိုထက်ထက်ဝင်ကျွမ်းကျင်သူဖြစ်တာမကလက်လုံးချရှောင်းတင်းတဲ့သူဖြင့်နာမည်ကြီးလာသည်။1942ခုဩဂုတ်လတွင်အရှေ့ပိုင်းစစ်ဌာနချုပ်သို့ဘိုးအဖြစ်ရာထူးတွင်းပြောင်းရွှေ့ခံထားခြင်းခံရသည်။ အော်တိုဘာလာတဲ့တွင်တိုင်းမှုတစ်ဖြစ်သည့်ဒုဗိုလ်ချုပ်ကြီးဘက်ကလေးဘရင်မာသည်ဒေါ်တဘုံထကဝါရှင်တန်မှပစိဖိတ်နောက်တောင်ဒေသသို့ပြန်ချလာသည်လန်ခီတစ်ချောင်းလုံးတွင်တွေ့သည့်မြတ်တွေကိုလှည့်ပြဝင်ရောက်စစ်ဆေးသည်ဆန်ဖရန်စစ္စကိုခံတပ်တွင်ခိတ္တနာပြီးပွက်လောညံသွောင်းအောင်စူပူချိန်မောင်းသည်အီရင်ရှိပိုင်းတိုင်းစစ်ဌာနချုပ်မှအစိဦးပရိကိုအဟုတ်ကျွမ်းကျင်သည့်ရှေ့နေစစ်ပေါ်ကလေးတယောက်ကြောင့်ဒုဗိုလ်ချုပ်ကြီးနားသို့ပောက်သွားခြင်းဖြစ်သည်ဟုတ်လားဒီလိုကောင်မျိုးတစ်နေ့အုံချလို့ရမှာကွာဒီကောင်ကိုဂျီဝမ်းဖို့ထားလိုက် ဒါပဲငါသွားမယ်စိတ်ဖြစ်နေတာကွရာရှိတယောက်ကိုနေရဆွဲပြီးခေါ်ခွင့်မရှိဘူးလို့ပဲခွေးတရောင်းစားကပြောမလဲအမိန်တွေဒီစာကုစက်ထဲမှာဆက်တနက်ကြည်စံများလို့ဒရဆက်လိမ့်ထွက်လာတော့သည်ဘိုတိုနီဂျက်ဆန်လော်ရန့်စ်ဒီနယူးဂီနီတို့ပြေးလွှားလစ်ခဲ့ရသည်သူ့ဘိုချုပ်ကြီးဘက်ကလေးဘရင်မာ၏အမှတ်စကောတက်မှတွင်တိုနီတယောက်ငင်ငင်ကလေးလှုပ်လှုပ်နေသည်နယူးဂီနီမြောက်ပိုင်းဘူနာနှင့်ကိုနာတွင်စစ်ပွဲကြီးများအပြင်းထန်တိုက်ခတ်လျက်ရှိကြ၏1943ခုဇန်နဝါရီလပိုင်းတွင် သူ့ဘိုလ်ချုပ်ကြီးကိုရန်ကတွေ့ကျင်သည်ဟုခေါ်သောအခါတိုနီထိတ်တလန့်ဖြစ်သွားသည်တမိုးကြီးကိုရက်ထဲတဲ့တလုံးတွင်တွေ့ရသည်တသားစပွဲချမ်းပေါ်မှာဆာရဆရာများကိုအလေးမပြုတတ်သည့်စစ်သားတယောက်အားကြည့်သလိုမျက်မှောင်ကုတ်ကြည့်နေ၏မျက်နှာနီဆက်ဆက်နှင့်အရာမပုပ်ကိုကြီးဖြစ်သည်တစ်ချိန်တုန်းက West Point ဘိုတင်တန်းချောင်းတွင်လေရွေးစင်နောက်တန်းဘောလုံးသမားဖြစ်ခဲ့ပူ၏တဲတဲ့တွင်လက်ထောက်ဖြစ်သူဘုံမူ Thomas Stan မှလွဲ၍ဘသူမှမရှိဘုံမူကပြင်းပြင်းရှိရှိ1936ခုနှစ် West Point ကျောင်းစဉ် ကျွန်တော်လော်ရန့်စ်ပါဘ ෝජ ုတ်ကြီးခေါ်ရဆိုလိုပါတိုနီကဘုံမှုစီတို့ပထမသတင်းပို့သည်ဘ ෝජ ုတ်ဘရမာဖြတ်ခနဲ့ငဲကြည့်သည်လော်ရန့်စ်ဆိုတာမင်းလားကလထိုင်တလုံးဆွဲထိုင်ကွာဒါငါလက်ထောက်ဘုံမှုစတန်နဲ့မင်းသိမှာပါမင်းကငါမှန်းမိပြီဥပဒေကျွမ်းကျင်တယ်လို့သတင်းရတာနဲ့ဆန်ဖရန်စစ္စကိုကငါခေါ်ယူခဲ့တာမဟုတ်လားကဲမင်းတွေ့စမ်းသပ်ဖို့ကိစ္စပေါ်လာပြီကွာသူ့ဘ ෝජ ုတ်ကြီးအော်လီဖန်ကြောင့်မင်းဘာများသိထားတယ်လဲ တမ္မဆုံမှုဒုဗ္ဗချုပ်တယောက်ကအခြားတမ္မဆုံမှုဒုဗ္ဗချုပ်တယောက်အကြောင်းကိုတာမန်စစ်ဘုတ်ကလေးတယောက်အားမေးသည့်မေးခွန်းမှာပင်ဖြုတ်ပြီးသားလက်ပစ်ပုံးတလုံးကိုလှမ်းပေးနေသည်နှင့်သူသည်ဆင်စစ်ဘုတ်ချုပ်အိုလီဖန်အကြောင်းကိုတိုနီအခြေကားအုံမှသိထားပြီးဖြစ်သည် အလားတူဘုတ်ချုပ်ဘရမာအကြောင်းကိုလည်းလေ့လာထားပြီးသားလူတွေအကြောင်းလေ့လာမှတ်သားခြင်းကိုတိုနီဝါနာပါနေပြီတော်တော်အိတ်တုံဖာမောက်ပြောရမဖြစ်သေးအလွန်သတိထားပြီးစကားပြောရလိမ့်မည်လက်ပစ်ပုံးကိုဘုတ်ချုပ်ကြီးစီတို့ပြန်ပေးရန်ကြိုးစားရမည် ဟုတ်ကဲ့ဗိုလ်ချုပ်ဗိုလ်ချုပ်အိုလီဖန်ဟာမိုးချုပ်တက်မရဲ့တက်မမိုးကြီးဖြစ်ပါတယ်ဒီတက်မရဲ့နာမည်ဟာပထမကမ္ဘာစစ်ကရှိခဲ့ဝူတဲ့တက်မတစ်ခုရဲ့နာမည်ကိုပြန်ယူထားတာပါတကယ်ကဗိုလ်ချုပ်အိုလီဖန်ရဲ့တက်မဟာပြည်내အရန်တက်မတစ်ခုပါဗိုလ်ချုပ်ဗိုလ်ချုပ်အိုလီဖန်ကသူ့ပြည်내မှာအလွန်ချမ်းသာတဲ့ပုဂ္ဂိုလ်သူလည်းဖြစ်ပါတယ်သူ့ဝါနာထုံဆုံးလောက်ကတော့အရန်တက်မှုလုံနေဖို့ပါပဲစစ်ဖြစ်လာတော့သူ့အိမ်မက်တွေတကယ်ဖြစ်လာသလိုသူ့တက်မှာပဲသူပြန်ပြီးဗိုလ်ချုပ်ဖြစ်လာပါတယ်ခုချိန်ထိတက်မမှာ 50ရာခိုင်နှုန်းကသူ့ပြည်နယ်သားတွေကြီးပါပဲကျွန်တော်ဒါတော့ပဲသိပါတယ်ခင်ဗျာဘာလို့ပရင်မကတိုနီကိုလက်မနဲ့ညွန်ပြပြီးဟောက်တော်ကြီးမင်းဟာအများကြီးသိထားပြီးနည်းနည်းကလေးထုတ်ပြောတဲ့ကောင်မျိုးပဲကွဘေးမှာဘမှုစတန်ကတိုနီကိုမလို့တမလှမ်းကြည့်ပြီးကျွန်တော်တော့အဲ့လိုတကွက်ချန်တဲ့ကောင်မျိုးမယုံညူဘူးဘို့ချုပ်ရှိပါစေကွာသူ့ဘက်ကလည်းတိတ်တရီထားပြောနေရတာကိုကွကျဲဦးတွေပေါ်လမ်းလျှောက်နေရတဲ့လူမျိုးဖြစ်မှာပေါ့ဒီမဲ့လော်ရင့်စ် ခုကိစ္စကိုတို့တုံးရောက်ကလွဲပြီးဘယ်သူမှမသိစေရဘူးကဲမင်းကငါမင်းမယ်ငါနေရာမှာဆိုရင်မင်းဘာလုပ်မှာလဲဘူဂျိုအိုလီဖန်ကိုဘယ်လိုပတ်ထုံမလဲတိုနီကပြောညင်စိတ်ကိုလှုပ်ပေးလိုက်သည်ဘူဂျိုကြီးအနေနဲ့ဒီလောက်ပွင့်လင်းရင်ငါဘက်ကလည်းခြုံနေလို့မကောင်းတော့ဘူးဟုတွေးမိသည်တော်တော်အစ်တွန်ဖာမောက်ပုံအောင်မချမိအောင်အားသတိရှိနေရမည်ဘာဖြစ်လို့သူ့ကိုလူချင်းလဲမပစ်တာလဲလို့ကျွန်တော်ကဘူဂျိုမေးစေချင်တယ်ထင်ပါတယ်ကဲထားပါတော့ကွာ မေးစေချင်ပါတယ်တဲ့ မင်းချရာကကျဲဦးတွေဂယူဆိုင်မနေနဲ့ဆက်ပြောဟုတ်ကဲ့ဘ ෝජ ုတ်ဘ ෝජ ုတ်ကိုရိုင်းနီလန်းတွေအမျိုးမျိုးစဉ်းစားပြီးလောက်ပြီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တခုဖြတ်မိပြရစေခင်ဗျဘ ෝජ ုတ်ကြီးမဲအာသာကိုကက်ပြီးသူ့ကိုအရေးကြီးတဲ့တာဝန်တခုနဲ့တခြားလွတ်လိုက်ရင်ကောဟိုမှာ Brisbane ကိုပြန်ပြီး Australia အနေနဲ့ကျွန်တော်ဆက်ဆံရေးပြန်ကောင်းလာအောင်လုပ်ဖို့ကိစ္စမျိုးဆိုပါတော့ဟုတ်ပြီအဲ့ဒီကိစ္စကိုမက်ကငါ့အတွက်လုပ်ပေးပြီးပြီဟိုလီဖန်ကအပြတ်ရှောင်နေကဲမင်းရဲ့နောက်တစ်ဆင့်ကဘာလဲဘ ෝජ ုတ်ခင်ဗျာ ။နယူဂီနီယာတရုတ်ကအလွန်အင်မတန်ဆိုးရပါတယ်။ဗဂျိုအိုလီဖန်ကိုဒီမှာခေါ်ထားပြီး conference ထိုင်ခိုင်းလိုက်ရင်ငါသိဆောင်ဆိုးတော့ဖြစ်မှာသိကြပါတယ်။အဲဒီမှာကျွန်တော်တို့ဆရာဝန်တွေကစစ်ဆေးမယ်။ပထမတန်းစစ်ဆေးခံဖို့လိုအပ်ပါတယ်။ဆိုပြီးပြင်မကိုပြန်ပို့မယ်။အဲ့ဒါလည်းမရဘူး။ဒီလရကကျမ်းမာရေးတိတ်ကျူးဆိုင်တာ။ဒီလိုင်းသူ့ဆရာဝန်မှာပါလာမှာပဲ။ကဲနောက်ဘာရှိသေးလဲ။ဗဂျိုကကျွန်တော်တို့ကိုရိုးရိုးကြောက်တွေပေါ်လမ်းလျှောက်ခိုင်းနေတာမဟုတ်ဘူးခင်ဗျ။ အမောင်တွေကကျဲဥတွေပေါ်ချက်ခိုင်းနေတာလို့ကျွန်တော်ထင်ပါတယ်။အကျိုးအကြောင်းလေးများဒီထက်ပိုပြီးသိရရင်ကျွန်တော်ပိုပြီးစဉ်းစားနိုင်မလားပဲ။ကောင်းပြီ Lawrence ။ဟောဒီမှာမင်းပြောတဲ့အကျိုးအကြောင်းဗိုလ်ချုပ်ကပြောပြောဆိုဆိုစာရဲထက်ကြီးကိုသပွဲတစ်ဖက်သို့တွန်းပို့လိုက်သည်။တိုနီလော်ဒဂျီဖတ်သည်။ဖတ်လို့ပြီးသွားတော့တပြင်းချသည်။ဗိုလ်ချုပ်ကတူတူခါခါလေတန်းဖြင့်အေးအဲ့ဒါပဲ။သူ့ကိုပါထုတ်ဖို့ငါထုတ်တဲ့အမိန့်တွေမနှဲတော့ဘူး။တိုက်ရမယ်တိုက်ပွဲတစ်ခုကိုမတိုက်ဖဲနေခဲ့တာတွေ။ ။"အိုး၊နဲတာမဟုတ်ဘူးကွာ။အပြစ်တွေကစစ်ခေါင်ယုံတင်လောက်တဲ့အပြစ်တွေကြီး။ငါမှထောက်ထားတွေအကုန်ရှိရဲ့။ကဲ။မင်းလေးရင်နဲ့ကြိုးကြောင်းနေသိပြီမို့လား။ကျွန်တော်ကိုတခုမေးခွင့်ပြုပါအောင်ဗိုလ်ချုပ်။အဲ့ဒီဆွဲချက်တွေအတွက်ဗိုလ်ချုပ်မှာတက်တက်ထောက်ထားတွေပြည့်စုံရှိပါသလား။"ဟုတ်၊သိရှိတာပေါ့။ဘိုလီဖန်ကသူ့တက်ကိုစစ်တက်လို့သဘောမထားပဲ။တူတီတော့ရင်သွေးလေးလို့သဘောထားနေတယ်။တတအားလုံးဒီဘက်ဟာသူ့ပြည်နယ်ကဆွေမျိုးသားချင်းတွေမဟုတ်လား။ဒီတော့မသိစေချင်ဘူးလေ။ စစ်ဖြစ်နေတော့မှတမှုလောက်တဲ့လူကအဲ့လိုလုပ်လေသူ့လူတွေပို့ပြီးတေးလေတာမှအော်လီဖန်ဟာလွန်နာမြစ်တိုက်ပွဲဆင်နွှဲဖို့ဌာနချုပ်ကိုလှမ်းခွင့်မတောင်းပဲရောင်းဝါးဝါလုပ်နေတယ်။အဲ့ဒီမှာတော့ပုံးနေတဲ့ဂျပန်ကပုတ်တွေကသူ့တပ်ကိုတဖြုတ်ဖြုတ်ချွေနေတော့အကြီးကျယ်ထိနာနေပြီ။ဒါလည်းပဲသူကလည်းဆင်းခံနေတော့ဒီတော့လွန်နာမြစ်ဝါတိုက်ပွဲကိုတို့အတွက်အော်စတြေးလျနဲ့ဝင်တိုက်ပေးရလိမ့်မယ်။ဒါကိုတို့တသက်လုံးမေးမှာမဟုတ်ဘူး။ခွင့်လွှတ်မှာလည်းမဟုတ်ဘူး။ဟိုးငါမှတက်တည်ပြကြရပြည့်လို့ကွာပြည့်လို့ ဒါဆိုရင်တော့ဗိုလ်ချုပ်ဆွဲချက်တင်ရမယ်သူကဗိုလ်ချုပ်အော်လီဗန်မဟုတ်တော့ဘူးခင်ဗျ။အရန်တက်မှာတစ်ခုလုံးဖြစ်နေပြီ။ဘာကွ။နောက်ရှိသေးတယ်ခင်ဗျသူပြည်နယ်တစ်ခုလုံးကပါဆွဲချက်တင်လို့ဖြစ်မယ်ပေါ့ကျုပ်ကျွန်တော်ကြားထားတာရှိလို့ပါဗိုလ်ချုပ်အော်လီဖန်မှာသူပြည်နယ်သတင်းစာတိုက်ကြီးတွေကစစ်သတင်းတော့၃ယောက်ရောက်နေတယ်တဲ့သူတို့၃ယောက်ကိုဗိုလ်ချုပ်ကရှင်းပြနေလို့ထားပေးတယ်ခင်ဗျသူတို့ကလည်းဗိုလ်ချုပ်ကြီးအော်လီဖန်ကိုနပိုလီယံလောက်အထင်ကြီးပြီးကြီးပုံမြောက်ဗိုလ်ကြီးမြောက်လုံနေကြတယ်တဲ့အဲ့ဒါတွေထားစမ်းပါလော်ရင်ဆက်အဲ့ဒါတွေငါသိပါတယ် မင်းကငါခေါ်တာကတယောက်နဲ့တယောက်ဖက်ငုပ်ဖို့မဟုတ်ဘူးကွဟုတ်ကဲ့ဗိုလ်ချုပ်ဒေါမီလောင်ရမှာနဘေးဂျုံတွေကိုအရင်ရှင်းနေတာပါသတင်းပြန်ကြားရေးကိုစိတ်ဝင်စားတဲ့တပ်မမှုတွေကျွန်တော်တို့စီမှာအလွန်နှဲပါတယ်ဗိုလ်ချုပ်အိုလီဖန်ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနဟာကျွန်တော်တို့ပြည်ပရှီတန်းမှာအကောင်းဆုံးဖြစ်နေပါတယ်သူ့ပြည်နယ်သတင်းစာတွေမှာသူ့တပ်ရဲ့ရှီတန်းသတင်းတွေဖတ်လို့မကုန်နိုင်အောင်ပါနေပါတယ်နောက်ဆုံးစစ်သားကလေးတွေရာထူးတိုးတဲ့ကိစ္စကစားရေးပါတယ်ဗိုလ်ချုပ်အိုလီဖန်ကဘယ်မျိုးဘယ်မျိုးမှာဘယ်သူဘယ်သူရဲ့တာ ဘယ်သူဘဝကိုဘလို့ဘလို့ယာရုမျိုးတို့တုံးမြစ်ပေးလိုက်ခြင်းစတဲ့တဲ့င်းမျိုးပေါ့ခင်ဗျာဒါကြောင့်ဗိုလ်ချုပ်အလီဖန်ကိုဆွဲချက်မတင်ဖို့ကျွန်တော်အပြင်းထန်ကန့်ကွက်ချင်ပါတယ်ဗိုလ်ချုပ်အနေနဲ့ဇွတ်လုံးမယ်ဆိုရင် သူ့ပြည်နယ်တစ်ခုလုံးပလောညံသွားအောင်ထဆူလိမ့်မယ်ဒီတော့ပင်ကုံကလည်းလက်ပတ်ကြည့်နေမှာမဟုတ်ဘူးဟေးမင်းကခုမှလုံရင်ရောက်တယ်ငါလည်းမင်းမရောက်ခင်လေးတင်ဒါကိုသဘောပေါက်လိုက်ပါတယ်ကဲကောင်းပြီကွာငါသူ့ကိုဘလို့မှပတ်ထုတ်လို့မရဘူးထားဘယ်ဥတွေမှလည်းအားကိုးလို့မရဘူးထား လက်တလုံးကြဘယ်လိုလုပ်မလဲဆိုတာကိုမင်းငါ့ကိုအကြံပေးလွန်ခဲ့သည့်၃နှစ်က Mrs. Watson နဲ့ပတ်သက်၍ဖြစ်ခဲ့သည့်အကျက်တဲကိုသွားသတိရလိုက်သည်သူ့ဧကန်တကားကိုလာခောက်သည့် Mrs. Watson ခြေတံရောရာကလေးများကိုကြားယောင်လာမိဒီလိုရှိပါရဲ့ဗောကျုပ်တစုံတယောက်ကိုဥပဒေပေါင်းသွင်းကဖယ်လို့ရှင်းလို့မရတဲ့အခါသူ့စိတ်နဲ့သူသွားအောင် လုပ်ရပါတယ်ဟုတ်ပြီဘယ်လိုလုပ်ရမလဲကျွန်တော်တိတ်တလောက်ဗိုလ်ချုပ်အိုလီဖန်ဟာမိုဂျိုးစစ်စင်ရဲ့တတ်မှတ်ဗိုလ်ချုပ်ဘဝကိုအလွန်ခင်တွေ့ပါတယ် ဒီကတဆင့်သူရှစ်ဆက်ပြီးဘာဖြစ်ချင်လဲဆိုတာကျွန်တော်တို့လေ့လာရပါမယ်။အဲ့ဒီကိစ္စဘုကြုံမှာလေ့လာပြီးသားကိစ္စရှိပါလားခင်ဗျာ။ရှိတာပေါ့ကွ။ဒီကောင်ကတတ်မှမဟုတ်ဘွားကနေသူ့ပြည်နယ်မှာသူ့ပြည်နယ်အုပ်ချုပ်ရေးမှုဖြစ်ဖို့စ조사နေတာ။နောက်ရေကောက်ပွဲဘယ်တော့ပါလဲပေါ့ကျုပ်။လာမယ့်နေ့မဟုတ်ကြလေကွာ။အကျိုးရေကောက်ပွဲကတော့ဒီနေဦးပေါ့။ဒါဆိုခုချိန်သူ့ပြည်မကိုပြန်ပြီးမဲဆွဲဖို့အချိန်ရောက်နေပြီပေါ့ကျုပ်။ပေါ့ကျုပ်ဘရင်မကမတ်တက်ထရသည်။တဲတဲတွင်လမ်းပတ်လျှောက်နေ လမ်းလျှောက်နေသည့်မြေထိုးစက်ကြီးတစ်ခုလားပြီးတော့သောတာကြီးစကားဆိုသည်အဲ့ဒါငါဖြစ်စေခြင်းဆုံးပေါ့ကွာဒါပေမဲ့သူ့ပြည်နယ်ကဘဲပါဒီမှသူ့ကိုပြည်နယ်အုပ်ချုပ်ရေးမှုလုပ်ဖို့မရွေးဘူးလေကွာဝါရှင်တန်ကိုလှမ်းဆောင်ဆန်းပြီးပြီကဲမင်းပါဆက်ပြောမလဲတဲတဲ့တွင်စောက်တီယာမရရှောက်နေသည့်မျက်နှာနေနေတဲ့လူကြီးကိုတွန်းနေသဘောကျနေဘဂျိုဘရင်မာဒီအလောက်ကိုပြက်ပြက်တတလှုပ်ချင်သူဖြစ်တော်တော်အော်လီဖန်ကကလန်ကလန်ဖြစ်နေစီစဉ်တစ်ခုတော်နီကောင်းတဲ့သူလျှက်ပြက်ဝင်ရောက်လာသည်တပြက်နဲ့တည်းတွင် စီစဉ်တိုင်းမဖြစ်ရင်ကောဟိုဒီအခြားကျိုးဆက်ပြဿနာတွေကိုပါတထွေးကြီးစဉ်းစားမိသည်ကျွန်တော်တို့အိုလီဖန်အတွက်ပြည်내အုပ်ချုပ်ရေးမှုရွေးကောက်ပွဲလွှမ်းဆိုရေးစလုပ်ဖို့လိုပြီးပေါ့ကျုပ်ရှစ်လန်တိုးလျင်မိုင်းဘုံကိုနင်းမိတော်မီလာပေါ့ကျုပ်ဘရမန်တုံကနေရက်သွားသည်ပဇက်ကြီးအဟောင်းသားနဲ့တိုနီကိုတန်ချာငေးကြည့်နေဒီကိစ္စကိုပေါ့ကျုပ်နဲ့ဘာမှမပတ်သက်အောင်ကျွန်တော်တို့လုပ်မှာပါခင်ဗျမောင်မြင်ကျွန်တော်လည်းပင်ပြက်ခံပါမယ်ပေါ့ကျုပ်ဒီကိစ္စကိုလုံးဝမသိလို့နေပါပေါ့ကျုပ်နဲ့ကင်းလေကျွန်တော်ဖို့လှုပ်လို့လွယ်လေပါပဲ။ Hey Lawrence မင်းတကယ်ပြောနေရလားဟုတ်ကဲ့ဗိုလ်ချုပ်ကျွန်တော်ကိုပထမတန်းစားခေးသွားမိနဲ့တိကျတာဝန်အမိန့်တခုထုတ်ပေးပါဗိုလ်ချုပ်ပရင်မာကလက်ထောက်ပုံမှုဘက်သို့လှည့်ပြီးဗိုလ်မှုသူလိုရာအားလုံးလုပ်ပေးလိုက်ပါပြီးတော့သူနဲ့ကင်းကင်းနေမင်းနဲ့ပတ်သက်ရင်ငါနဲ့ပတ်သက်တာနဲ့အတူတူပဲကဲ Lawrence မင်းလုပ်ငန်းစပြီးတော့ဗိုလ်မှု standing to Tony တဲထဲမှာထွက်ခဲ့သည်လူသိမိန့်တွေကိုဗိုလ်မှုကလုပ်ပေးသည်စာရွက်စာတမ်းတွေလမ်းပေးရင်ဖိုးကြီးကတိတ်ပြတ်တယ်နော်အင်း မင်းလည်းမင်းကိုဖျက်ရရင်တော့သူစိတ်ကောင်းမှမထင်ဘူးဟုတ်ကဲ့ပါခင်ဗျာခုကျွန်တော်ရဖတ်ပြခဲ့တာကတော့ဆရာဒီမမင်းဘာသာပြန်ထားတယ်တမနိလိပ်ပြဆိုတဲ့ဘာသာပြန်ဝတ္ထုရဲ့ပိုင်းကိုဖြစ်ပါတယ်ခင်ဗျာနောက်လာမယ့်အပိုင်း30ကို ဆက်လက်ဆောင်မြောနားဆင်ပေးကြပါခင်ဗျာတို့ကြရင်ပြည်သူများအားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှာရှိကြပါစေခင်ဗျာ